ဟိုတယ်တစ်လုံးရဲ့လုပ်ငန်းလေပတ်မှုပုံစံကဘယ်လိုမျိုးရှိလဲ။ဘယ်ဌာနတွေကဘယ်လုပ်ငန်းတောင်းတွေကိုယူကြလဲ။ Front of service နဲ့ back of service ကဘာကွာလဲ။ Hospitality မှာ24/7ဆိုတာကဘာကိုဆိုလိုတာလဲ။ဒီအကြောင်းအရာတွေကို တူတူနဲ့လူရင်းစိတ်ထဲဆွဲမြဲသွားအောင်လို့ပြီးတော့တဲ့အခါမှာကိုကဟိုတယ်ရဲ့လုပ်ငန်းခွင်ရဲ့ဘယ်နေရာဘယ်ဌာနမှာလုပ်ကံမှုအဆင်ပြေနိုင်မလဲသင်္သာမှာအများကြီးအထောက်အပံ့မှာဖြစ်ပါဟိုတယ်ဆိုတာဟာဖီးသွားလာသူတွေအတွက် second home ဒုတိယအိမ်ပဲဖြစ်ပါအဲ့တရီအတွက်အိမ်မှာနေထိုင်ရတာထက်ပိုမိုကောင်းမွန်တက်တောင်တက်တာဖြစ်စေတဲ့ဝန်ဆောင်မှုတွေပေးဆောင်နိုင်ဖို့ကဟိုတယ်ရဲ့အဓိကရည်မှန်းချက်ဖြစ်ပါဟိုတယ်တစ်ခုရဲ့ဌာနဖွဲ့စည်းပုံကို အဓိကအားဖြင့်အပိုင်းနှစ်ပိုင်းခွဲပြီးတော့လေ့လာနိုင်ပါတယ်။ဒါတွေကတော့ FOH နဲ့ BOH ဖြစ်ပါတယ်။ FOH ဆိုတာက Brand or House ဧည့်သည်များနဲ့ဓာတ်ရိုက်ထိတွေ့ဆက်ဆံရတဲ့ဌာနတွေဖြစ်ပါတယ်။ Brand or Service လို့လည်းခေါ်ပါတယ်။ BOH ဆိုတာကတော့ Back of House ဖြစ်ပါတယ်။ဧည့်သည်များနဲ့ဓာတ်ရိုက်ထိတွေ့မဆက်ဆံရဘဲနဲ့နောက်ွယ်အားနေပြီးတော့ အလုပ်လုပ်ပေးရတဲ့ဌာနတွေဆိုလိုတာဖြစ်ပါတယ် backup service လို့လည်းခေါ်ပါတယ်ဒါဆိုရင်အသေးစိတ်လေ့လာကြည့်လိုက်ရအောင် what are the foas departments of the hotel front of house တနည်းအားဖြင့် front of service လို့ခေါ်တဲ့ဌာနတွေမှာဘယ်ဌာနတွေပါဝင်နေလဲဆိုလို့ရှိရင် front office receptionist food and beverage fmb concierge and bed dogs ပြီးတော့ housekeeping ဌာန hk တို့ဖြစ်ပါတယ်ဒီဌာနတွေရဲ့တာဝန်ယူလှုပ်ဆောင်ချက်တွေကို နည်းနည်းလေးအသေးစိတ်လေ့လာကြည့်လိုက်အောင်နံပါတ်၁ front office department front office တို့မဟုတ်အဲ့ဂျိုထားတာကအဲ့တဲ့တွေကိုခရီးယူကြိုးစားတာတွေအဲ့တဲ့တွေရဲ့အဝင်ထွက် မှတ်တမ်းတွေကိုပြုလုပ်ခြင်းတွင်လည်းဧည့်သည်တွေသိလိုသမျှလိုအပ်တဲ့သတင်းအချက်အလက်တွေကိုအသိပေးရှင်းပြပေးရတဲ့ဌာနဖြစ်ပါတယ်။နောက်ချက်နံပါတ်2 Food and Beverage Department F&B F&B ဌာနကတော့ဟိုတယ်ရဲ့စားသောက်ဆိုင်ဒါမှမဟုတ်ဧည့်သည်တွေရဲ့အခန်းထဲအထိအစားအသောက်ပိုင်းဆိုင်ရာတွေကိုဝန်ဆောင်မှုပေးရတဲ့ဌာနဖြစ်ပါတယ်။နံပါတ်3 Concierge and Bed Tax Department ဧည့်သည်တွေရဲ့ခရီးဆောင်အိတ်တွေနဲ့ပစ္စည်းတွေကိုကူညီတည်ယူပို့ဆောင်ပေးတဲ့လုပ်ငန်းတွေနဲ့ဧည့်သည်တွေတွားရောက်လည်ပတ်ဖို့အတွက်လိုအပ်တဲ့သတင်းအချက်အလက်တွေကိုရှင်းပြပေးတဲ့ ္စတွေဝန်ဆောင်မှုပေးတဲ့ကိစ္စတွေကိုဆောင်ရွက်တဲ့ဌာနဖြစ်ပါတယ်နောက်ထပ် number 4 housekeeping department housekeeping ဌာနကတော့ hotel တစ်ခုလုံးရဲ့တန်ရှင်းတည့်ရမှုအပိုင်းကိုတာဝန်ယူဝန်ဆောင်မှုပေးရတဲ့ဌာနဖြစ်ပါတယ် housekeeping department မှာဧည့်သည်တွေတဲခိုးစရာအခန်းတွေနဲ့ အများဆုံး public area ဆိုပြီးတော့နှစ်ပိုင်းကွဲပြီးတော့ရှိပါတယ်။နောက်ထပ် front of service department တခုကအဲ့ဒီရဲ့စိတ်ဝင်စားမှုစင်စမ်းမပြတ်ရရှိစေရင်နဲ့ hotel ရဲ့ဝန်ဆောင်မှုတွေကိုကြောင်းချနိုင်မှုအတွက်တာဝန်ယူလုပ်ကင်ပေးရတဲ့ sales and marketing ဌာနတို့ဖြစ်ပါတယ်။ဒါတွေကတော့ front of house ဌာနတွေဖြစ်ပါတယ်။ front of house ဌာနတွေမှာလုပ်ကင်တဲ့သူတွေဟာငြင်းရန်ပြုံးရွှေ့ဖို့ရပြီးတော့ရင်ကျေးတင်မှုရပါမယ်။အဲ့ဒီရဲ့လိုအပ်ချက်တွေတောင်းဆိုချက်တွေကို professional ကြကြစိတ်ရှည်လက်ရှည်ဖြည့်ရှင်းပေးနိုင်စွမ်းရှိကြ ြရပါမယ်။ကဲဒီလိုဆိုလို့ရှိရင် why are the BOH departments of a hotel ဒါဆိုရင် back of house တနည်းအားဖြင့် back of service လို့ဆိုတဲ့အပိုင်းမှာဖေဌာနတွေပါဝင်နေ။ back of house ဌာနတွေကတော့ kitchen department, maintenance and engineering department, laundry department, finance and accounting department, human resource department, IT department နဲ့ security department တို့ဖြစ်ပါတယ်။ back of house ဌာနတွေရဲ့လုပ်ငန်းတာဝန်တွေကိုတစ်ချက်လောက်လေ့လာကြည့်လိုက်အောင်။ number 1 kitchen department kitchen department ကအစားအသောက်တွေကိုချက်ပြုတ်ပြင်ဆင်မှုအပိုင်းတွေကို တာဝန်ယူရတာဖြစ်ပါ။နံပါတ်2 Maintenance and Engineering Department Maintenance and Engineering Department လို့ခေါ်တဲ့ MME ဌာနကတော့ရေပိုင်း၊မီးပိုင်း၊အဲဂုံးမဆိုင်ရာနဲ့ပေါ်တဲရဲ့ပြုပြင်ထိန်းသိမ်းမှုအပိုင်းတွေကိုတာဝန်ယူလုပ်ကိုင်ကြရတာဖြစ်ပါ။နောက်ထပ် Number 3 Laundry Department Laundry ဌာနကဧည့်သည်တွေနဲ့ဟိုတယ်ဝန်ထမ်းတွေရဲ့အသုံးပြုတဲ့အဝတ်အစားတွေကိုရှော့ဖို့တန့်စင်ခြင်းနဲ့မိဖို့တိုက်ခြင်းအစားအသောက်ပြင်ဆင်မှုတွေကိုတာဝန်ယူရတဲ့ဌာနဖြစ်ပါ။နောက်ထပ်နံပါတ်4 Finance and Accounting Department ဒီဌာနကတော့ဟိုတယ်ရဲ့ဝင်ငွေထွက် 我围内 အရှုံးမြတ်ပိုင်းဆိုင်ရာတွေကိုတာဝန်ယူလုပ်ကိုင်ရတဲ့ဌာနဖြစ်ပါတယ်။ Number 5 HR and Training Department HR ဌာနကတော့ဝန်ထမ်းခေါ်ယူခြင်းနဲ့ training ပေးခြင်းနဲ့ဝန်ထမ်းတွေရဲ့ခံစားဝင်ကိစ္စအဝဝကိုတာဝန်ယူလုပ်ကိုင်ပေးရတဲ့ဌာနဖြစ်ပါတယ်။ Number 6 IT Department IT ဌာနကတော့ hotel ရဲ့ Wi-Fi internet နဲ့ PMS Property Management System အစရှိတဲ့ technology ပိုင်းဆိုင်ရာတွေကိုတာဝန်ယူလုပ်ကိုင်ရတဲ့ဌာနဖြစ်ပါတယ်။ Number 7 Security Department လုံခြုံရေးဌာနကတော့ဧည့်သည်တွေ hotel ဝန်ထမ်းတွေနဲ့ hotel တစ်ခုလုံးရဲ့လုံခြုံရေး ပိုင်းဆိုင်ရာကိုတာဝန်ရပြီးတော့ CCTV တွေစောင့်ကြည့်ခြင်းနဲ့အရေးပေါ်အခြေအနေတွေမှာဖြေရှင်းပေးကြရပါမယ်။ပြည်စီတွေပျောက်ဆုံးတွေးရှိမှုနဲ့ပတ်သက်ပြီးတော့ဥပဒေအရကိစ္စတွေကိုလည်းကင်ထွေဖြေရှင်းပေးကြရပါမယ်။ BOA said the backbone of a hotel. Bag House ဌာနတွေဟာအဲ့တဲ့တွေအနေနဲ့ရိုက်ရိုက်ထိတွေ့သက်ဆံမှုမရှိကြပါနဲ့။လုပ်ငန်းလည်ပတ်မှုအဆင်ပြေစေရေးအတွက်နောက်ွယ်ကနေပြီးတော့ရုံးကန်ပေးကြရတဲ့ဌာနတွေဖြစ်ပါတယ်။အခုပြောပြပြီးတော့လေ hotel တစ်ခုရဲ့ဌာနဆိုင်ရာဖွဲ့စည်းပုံတွေဟာ hotel ရဲ့အရွယ်အစားတို့မဟုတ် organization structure ပေါ်မူတည်ပြီးတော့ကွဲပြားနိုင်ပါတယ်။ဒါပေမဲ့အခုပြ ောပြပြီးသွားတဲ့ဌာနတွေကတော့ဟိုတယ်တိုင်းမှာမရှိမဖြစ်ပါဝင်နေတဲ့ဌာနတွေပဲဖြစ်ပါတယ်။တို့တော့ DVDU ရဲ့နောက်ထပ်အစိတ်ပိုင်းတစ်ခုဖြစ်တဲ့ Hotel Life မှာ24/7ဆိုတာအားကိုဆိုတာ။ Hotel ဆိုတာကဒီဘက်မှာ9ရက်တစ်ရက်မှာ24နာရီအချိန်ကာလအားလုံးမှာလည်ပတ်နေတဲ့အဖွဲ့အစည်းတစ်ခုပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ Ethere အချိန်မီဝင်ရောက်တဲခုနိုင်စေဖို့နဲ့ Ethere များရဲ့လူအပ်ချက်နဲ့လုံခြုံမှုဝိုင်းဆိုင်ရာတွေကိုအမြဲတမ်းစောင့်ကြည့်ပေးနေမှုအတွက် run ရတဲ့ operation nature ဖြစ်လို့ဖြစ်ပါတယ်။ Hospitality industry မှာလောက်ကန်လို့သူတွေ တွက်အကျိုးရှိတဲ့လေ့လာစရာဗီဒီယိုတွေကိုအမြဲတမ်းတင်ဆက်ပေးနေတာဖြစ်တဲ့ကြောင့်မလို့ like and follow လုပ်သွားဖို့ဖိတ်ခေါ်ပါရစေ။အားလုံးအဆင်ပြေအောင်မြင်တဲ့ဘဝတွေကိုပိုင်ဆိုင်ကြပါစေ။ Thank you for watching. See you in the next video. Bye bye.